အဲ့ဒါလိုပဲတန်တရားဟုတ်ကလွတ်ဖို့သို့မဟုတ်ကိုယ့်ဘဝတိုးတက်မြင့်မာဖို့ చూ စားအထုတ်မယ်ဆိုလို့ရှိရင်လေအမြဲတမ်းလုပ်လို့ရလားအမြဲတမ်းဒီခွင့်ရရရနိုင်သလားဆိုမရနိုင်ဘူးအဲ့တော့အခွင့်အရေးတွေကအခွင့်အရေးနဲ့လောကိစ္စလို့ဆိုတဲ့နေရာမှာ နံပါတ်1ကဘလို့ပြောထားတော့တရားဓုတရားမြတ်ရဖို့ဩမြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့တန်တရားကထွက်ပေါက်ရဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုရဲအခွင့်ရေးအလုံးကိုနဲတယ်တခြားခွင့်ရေးတွေတဲ့ပို့နဲတယ်လို့ဆိုလို့ဆိုပါစို့ လောကမှာတရားဥဒ္ဓမြတ်ကိုကိုကျင့်တရားကိုအမှန်ကန်ဟောပြောနိုင်တဲ့ဖရာပွင့်။နော်ပွင့်လဲပွင့်နေတရားလဲဟောတယ်။ဖရာလဲပွင့်နေတရားလဲဟောတယ်။ဟောတဲ့တရားကလည်းတကယ်ကိုညဉ့်ဉမ်းမှုကိုပေးနိုင်တယ်နိဗ္ဗာန်ကိုရောက်စေနိုင်တယ်။ ဲ့ဒီလိုအခြေအနေမျိုးမှာဘယ်ပုဂ္ဂိုလ်ဟာခွင့်ရေးဆုံးရှုံးနေသလဲ။ဘုရားပွင့်တဲ့ခင်းနဲ့ခစ်ဆိုတာပေါ်နေတယ်။ဘုရားတရားဟောနေတာလည်းရှိနေတယ်။ဆိုတော့သူမြန်မာပြည်မှာအခုချိန်ပြောမဆိုရင်မြတ်စွာဘုရားသာသနာရှိနေသေးတော့ဘုရားပွင့်တဲ့အချိန်လို့ပြောလို့ရတယ်။ဘုရားဟောတဲ့တရားတွေကိုကြားနာခွင့်သင်ယူခွင့်ရှိနေသည့်အတွက်ကြောင့် တရားတွေပွင့်နေနေတယ်လို့ဆိုလို့ရတယ်အဲ့တော့ဖျားလဲရှိတယ်တရားလဲရှိနေတယ်အဲ့ဒီအချိန်မှာအခွင့်အရေးရနေတဲ့ပုဂ္ဂိုလ်တွေရှိကြတယ်အဲ့ဒီမဲ့အခွင့်အရေးဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများရှိဒါအခွင့်အရေးတစ်ခုပဲဖျားလဲပွင့်နေတယ်တရားလဲဟောနေတယ်ဒါအခွင့်အရေးတစ်ခု အဲ့ဒီအခွင့်အရေးကိုလက်လုံးမမီနိုင်တော့လုံးဝဆုံးရှုံးသွားတဲ့ပုံကိုယ်တွေပဲပုံကိုယ်တွေလေဘယ်လိုနည်းနဲ့မှဒီအခွင့်အရေးကိုသုံးမချနိုင်တော့တဲ့ပုံကိုယ်ရှိသေးတယ်အဲ့ဒီလိုဖျားပွင့်တရားဟောနေတဲ့အချိန်မှာသရဝတ္တုဟာငရေကြနေတယ်ဆိုတာငရေရောက်နေတဲ့သူတယောက်ဟာ ဖျားပွင့်တာလည်းသိဖို့မရှိဘူးတရားလည်းနာဖို့မရှိဘူးအဲ့တော့ဒါကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်နေဘယ်လိုမှသူကအခွင့်အရေးမရနိုင်တော့နော်ဘယ်လိုမှအခွင့်အရေးမရအဲ့ဒီပုဂ္ဂိုလ်ကလုံးဝဆုံးရှုံးတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါကိုကြည့်ပြီးတော့ရက်ပြစ်ရှိပါဆိုတာငရဲကြနေတာရက်ရဲ့အပြစ်တစ်ခုဆိုပြီးတော့ပမာဩကာသရဲမှာထည့်ပြီးတော့ဆိုတာ ဖះပွင့်တရားဟောနေတဲ့အချိန်မှာငရေကြနေအခွင့်အရေးတွေဆုံးရှုံးသွားပြီအဲ့တော့ငရေငရေဟာတရားရုတရားမြတ်ရဖို့အရက်မဟုတ်သည့်အတွက်ကြောင့်ဒါအရက်ရဲ့အပြည့်ဆုံးပြီးတော့သူတို့သုံးလေးရှိကြတယ်ပေါ့နော်အမှားတော့ငရေကြနေတဲ့ပုဂ္ဂိုလ်သည်တရားနာဖို့အခွင့်အရေးဖះဖို့ခွင့်အရေးလုံးဝဆုံးရှုံးသွားပြီသူဆုံးလို့လားနော် အဲ့ဒါကနံပါတ်1နံပါတ်2ကလောကမှာဖျားပွင့်နေတရားလဲဟောနေတယ်သို့သောကံကောင်းကြောင်းလာလို့တရိษံဖြစ်နေတရိษံဆိုတာခိုင်ယူနိုင်တဲ့အသိဉာဏ်ရှိဘူးလေသင်ပြီးရင်အမှတ်ဉာဏ်နဲ့လောက်တတ်တာပဲရှိတယ်ထိုးရင်းပြီးတော့သိတယ်အသိမရှိဘူးသင်ညာပဲရှိတယ်ပညာမရှိဘူးတရိษံဆိုတာ ဲ့တော့တရိษံဘုရားရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဖျားပွင့်လို့တရားဟောနေတယ်ဆိုတဲ့ဒီအခွင့်အရေးကြီးကိုအသုံးချဖို့သူကလက်လက်မမီတော့လုံးဝဆုံးရှုံးသွားပြီဒီပုဂ္ဂိုလ်ကလည်းဒါမျိုးမရှိဘူးလားဆိုရှိတာပေါ့နော်ဖျားပွင့်တရားဟောနေတဲ့အချိန်မှာတရိษံဖြစ်နေရင်သွားပြီး ကောင်းတဲ့အခွင့်အလမ်းကြီးတစ်ခုလုံးကိုသူကလက်လွတ်ဆုံးရှုံးသွားပြီလို့ဆိုလိုတယ်ထို့တူပဲဖျားပွင့်တရားဟောနေတဲ့အချိန်မှာလူတယောက်ဟာပြိတ္တဘုရားရောက်နေဩပြိတ္တဘုရားဆိုတော့ဆိုင်အောင်မဲမဲတော့အောင်မဲမဲအမြဲတမ်းဆာလောင်မွတ်သိပ်ပြီးအစာအာဟာရရှာဖွေပြီးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုအတူလဲအခွင့်အရေးတစ်ခုဆုံးရှုံးသွားပြီတရားလို့တရားမြတ်ရဖို့ဆိုတော့သူကမရှိတော့ ဲ့တော့ငရဲတရိษံပြိတ္တာအဲ့ဒါဖျက်ပွင့်တရားနာဖို့အခွင့်အရေးဆိုသူကမရှိတော့ဘူးလို့ဆိုလို့တာကအဆိုးဘုံကြီးရောက်နေတာနောက်ကောင်းတဲ့ဘုံရောက်ပြီမဲ့လို့အခွင့်အရေးဆုံးရှုံးနေတဲ့ပုံကိုယ်ရှိသေးတယ် မြတ်စွာဘုရားပွင့်နေတရားတွေနဲ့ဟောနေတယ်။ဥမာမဲ့ဘုရားပွင့်လာတော့တပည့်စကြတရားဟောတယ်။အဲ့ဒီချိန်မှာတသောသောလောကစကြဝဠာက နတ်တိပြမရိယာစုယုံရောက်ရှိလာပြီးတရားနာကြတယ်။အဲ့ဒီမဲ့မြမဖြစ်ပါလျက်တရားနာဖို့အခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ရှိတယ်။ ဘယ်မြမာရိဆုံးဆိုရင်ရုပ်ခန္ဓာတစ်မျိုးတည်းရှိတဲ့အတ္တညတ္တဖြစ်မှာသက်မဲ့မြမာကြီးတွေရှုပ်တော်ရှိတဲ့သူကဓမ္မီဆိုတဲ့ယုတ်တုကြီးတွေလိုပဲအဝတ်ဆိုင်တွေမှာတွေ့တယ်မလားဓမ္မီဆိုတဲ့ယုတ်တုတွေလေသူ့ကိုကောင်းစားလာတဲ့သူဝါရဏဆိုင်ဆိုရင်သူ့ကိုမလေးလက်ဆွဲရတနာတွေရှင်ပြီး တိုင်မဲ့သူရဲ့အဲ့ဒီရဲ့အရာသာသူခံစားရလားဆိုဘယ်ခံစားမှာလဲသူကသိမှာမသိဘူးလှပတဲ့အဝတ်ကလေးတွေသူ့ဝပေးတာသူပဲသိမလဲရှုပ်ထုရှုပ်အပြမာတွေထဲမှာလည်းပဲအသက်မဲ့ပြီးတော့အသက်မဲ့အသိစိတ်ကင်းမဲ့နေတဲ့ရုပ်ခန္ဓာတစ်မျိုးတည်းသာရှိတယ်အတိညာတပြမာဆိုတာရှိတယ် သူ့ရဲ့လွဲမားတဲ့အယူဝါဒကြောင့်အရိဘွားရောက်သွားတယ်။ဘယ်လိုလွဲမားတော့ဆိုရင်သူကစားကြင်တာလဲဒီစိတ်လှုပ်ကြင်တာလဲဒီစိတ်စိတ်မရှိရင်ကောင်းတယ်။စိတ်ကပဲလူတွေကိုဒုက္ခပေးတယ်ဆိုစိတ်ကိုမုံတီးတဲ့အတွေးတွေဝင်လာပြီးတော့စိတ်မဖြစ်ဖို့ကြိုးစားလိုက်တာ။အသည့်စိတ်ကင်းမဲ့တဲ့မြမဘွားရောက်သွားတယ်။အဲ့ဒီမြမတွေကဖယားပွင့်တဲ့အခါမှာသူတို့တရားနာခွင့်ဆုံးရှုံးသွားကြတယ်။ နောက်တစ်ခုကတော့တရားနာဖို့ဖះနဲ့တွေ့ဖို့ဆိုတာမျက်စိနဲ့နားရှိရမှာအဲ့ဒါမဲ့အရုပပြမာလို့ခေါ်တဲ့ပြမာကြီးတွေကတတန်းရှည်တော်လည်းပဲသူတို့မှကြားနိုင်တဲ့နာမပါဘူးသူတို့ကြတော့ရုပ်ခန္ဓာမဲ့နေတဲ့နန္တရားတသက်မြတ်တာဖြစ်နေတဲ့ပြမာလို့ခေါ်တယ် ဖះလောင်းနဲ့ပထမဆုံးတရားဖះလောင်းတော်ထွက်လာတဲ့အခါမှာပထမဆုံးတွေ့တဲ့အာလာရကာလမဆိုတဲ့ယသိကြီးကုဒကရမဗုဒ္ဓဆိုတဲ့ယသိကြီးသူတို့ဟာအဲ့ဒီရုပ်ခန္ဓာမဲ့တဲ့ပြမဘုံတွေကိုရောက်နေကြပြီထာဝရမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဘုသူတရားဟောရရင်ကောင်းလဲလို့ကျင်လိုက်တော့ကြီးလိုက်တဲ့အခါမှာအော် အလရကာလမာရအသိဉာဏ်ထက်တယ်ဥရကရမဗုဒ္ဓရောအသိဉာဏ်ထက်တယ်ငါသိတဲ့တရားကိုရှင်းပြလိုက်ရင် သူတို့သဘောပေါက်သွားမှာပဲသူဖျားပထမဆုံးစဉ်းစားတာသူတို့နှစ်ယောက်ကိုစဉ်းစားတာတရားဟောမယ်စဉ်းစားလိုက်ပြီးကြည့်လိုက်တဲ့အခါကျတော့သူတို့နှစ်ယောက်တော့မရှိကြတော့အလရကာလမာ ဘုရားမပွင့်ခင်9ရက်လောက်ကနေဆုံးသွားပြီဥဒကရမဗုဒ္ဓကမနေ့ကပဲဆုံးသွားတယ်ဆိုဩလုံးဝလွတ်သွားတယ်သူတို့အဲဆုံးသွားပြီဘယ်ရောက်သွားတော့ဆိုတော့အခုရုပ်ခန္ဓာကင်းမဲ့တယ်နားမပါတဲ့ကြားနိုင်စွာမရှိတဲ့နန္တရားတသက်ရှိတဲ့အရူပပြမမျိုးဖြစ်သွားတယ်ပြီးတော့တတန်းကလည်းမတမရှိကြတယ် ဒါမို့လို့တတန်းရှိတဲ့ဗြမမျိုးဖြစ်နေတာပုံကိုယ်လေးဟာလည်းပဲနောက်ထပ်ဖះပွင့်အောင်ရေမီဒီယာဖះလည်းသူတို့ဖူးခွင့်မရှိတော့မမိတော့ဘူးနော်သူတို့ကအသက်ရှင်နေသေးတာလွတ်သွားတယ်ပရက်ကွာကဖះရီလွတ်ကုန်တာကိုနောက်ကွာလည်းမိမမိမသူတို့ကွာနဲ့တွေ့ချင်းအဲ့တော့သူတို့ဟာတအားဆုံးရှုံးသွားတယ် ။တန်တရာတွေကထွက်ဖို့လမ်းကြောင်းသူတို့ရှာမတွေ့တော့။ဖះရနဲ့တွေ့ဖို့ဆိုညခက်သွားတယ်။အဲ့ဒါပြောတာ။အခွင့်အရေးဆိုသူလည်းလွဆုံးရှုံးသွားတယ်။ဘယ်လိုနည်းနဲ့မှပြန်မရနိုင်တဲ့ပုံကိုယ်ကြီးမရနိုင်တဲ့ပုံကိုယ်ကြီးဆုံးရှုံးနေတာမဟုတ်ဘူးလို့။အဲ့တော့တည်တန်းရှိတဲ့ရှုခန္ဓာမဲ့တဲ့ဖြစ်မှာတတန်းရှိပြီးတော့အတိစိတ်ကင်းမဲ့တဲ့ဖြစ်မှာ အဲ့ဒီမြမမျိုးဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာတရားကြားနာရဖို့ဆိုရခွင့်ရမှသူကလုံးဝမဖြစ်တော့ဘူးလို့ဆိုလို့တယ်။ဒါကြောင့်မို့အဲ့ဒါကိုလည်းရက်ပြစ်ရှိပါတယ်မှာတပါးအနေနဲ့ထည့်ထားတယ်။ငရဲတရိษံပြိတ္တာတတန်းရှိကြတဲ့ရုံမဲ့နာမဲ့ဖြစ်မှာလေးခုအလုံးနော်လေးခု နောက်တစ်ခုကတော့လောကမှာဖျားတော့ပွင့်ပါရဲ့တရားလဲဟောနေတယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကလူပုံတော့ရောက်တယ်လူဘဝတော့ဖြစ်တယ်ဒါပေမဲ့အလွန်ဝေးလံတိခေါင်လူမရောက်သူမရောက်တောတောင်နေချားနေတယ်ကိုကြီးပြောတဲ့အပေါ်ရိချင်းနိစာလူရိုင်းမျိုးထဲမှာ ကျွန်းနေလူရိုင်းမျိုးတွေတဲ့မှာတော့ဖြစ်နေဘယ်လိုမှသတင်းကြောင်းပြောလို့မရတဲ့လူသာဖြစ်ပေမဲ့လို့လူလူမနေရတဲ့ပုံကမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်လေအစွန်ဖြားကြပြီးတော့ဘုရားတရားကိုသိနိုင်စွမ်းမရှိတဲ့အသိဉာဏ်မရှိတဲ့ လူရိုင်းမျိုးတွေလူရိုင်းဘဝမှာရောက်ရှိနေပရမသုံးကျွမ်းမှနေတဲ့ပုဂ္ဂိုလ်တွေဟာအပေါ်ရိချိနေလို့ခေါ်တဲ့တပ်ပညာလည်းမရှိဘူး။ဥပမာအမေရိကတိုက်မှာဆိုလို့ရှိရင်အမေရိကတိုက်အခုလူရင်ကျေးလို့ဆိုပါတော့စီးပွားရှာတတ်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေမရောက်ခင်အရင်ရောက်နေတာတည်းကဘသူတွေတော့ဆို။ Red Indian ဆိုလူမျိုးတွေပဲသူတို့ကပထမဆုံးကျွန်းနေလူမျိုးတွေလို့ပြောတာ Red Indian အဲသူတို့ကအရက်တောက်တာသက်လက်သိမရှိကြခနေ့ခင်မှာတော့အမေရိကန်နိုင်ငံဆိုရသူတို့လာကပေးထားသူတို့ရဲ့ကိုလိုနီဟိုနေရာဌာနတစ်ခုသတ်မှတ်ပေးထား ဖရက်အိန္ဒိယကိုလိုနီဆိုတာတတ်တတ်မှတ်ပေးထားပြီးတော့သူတို့ဝိကြီးတနာထောက်ပံ့ပြီးတော့ပေးထားတယ်။ပညာလည်းမသိညာဘူး။သူတို့ပဲထောက်ပံ့ကြီးစာပြီးနေကြတဲ့ပုံစံတွေ။အဲ့ဒါမျိုးတွေတို့ဆိုလိုတယ်ပေါ့နော်။အဲ့ဒီလူတွေကမှအခွင့်အရေးရကောင်းရလာနိုင်သေးတယ်။နောက်တစ်ခါအော်စီအอสတြေးလျမှာလည်းပဲ o r i g i n ဆိုတဲ့လူရိုင်းနေရှိတယ်။နောက်ဒီနားကပုရဝတ္တနိုင်ငံလေးဖြစ်တဲ့သီရိလင်္ကနိုင်ငံမှာလည်းပဲလူရိုင်းစာရှိသေးတယ်။ဝေဒလို့ခေါ်တယ်။ပစိုးမဘူးတုံးလုံးနေတယ်။မွေးလိုက်ရင်အဲ့တော့လေးနဲ့မြားနဲ့ဓာတ်နဲ့တရိษံနေတက်ဖြတ်ပြီးတော့ရမဒီတိုင်းနေဒီတိုင်းစာနေကြတယ် မဟုတ်ဆိုးလုံးနဲ့ပဲတက်မွေးတယ်အစိုးရကသူတို့ကိုယဉ်ကျေးအောင်ဆိုပြီးတော့အိမ်တွေဝရီဆောက်ပြီးကျောင်းတွေဝရီတည်ပြီးအဲ့ဒီအိမ်တွေကိုမိရှုပြီးတော့ထွက်ပြေးသွားကြတာမနေဘူးအဲ့လိုလူမျိုးတွေရှိတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်နေလို့ရှိရင်ရသော်ပြတရားကိုသိဖို့ဆိုတာမှတမခဲရင်သွားတယ် အဲ့ဒါကြောင့်ဒါလည်းအခွင့်အရေးတစ်ခုတရားသိဖို့အခွင့်အရေးတစ်ခုဆုံးရှုံးနေတာသွားတယ်လို့သူဆိုလို့နောက်ဆုံး